စတာချန်နယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ဂျပန်နဲ့ကနေဒါက Apple Watch မှာ Starlink ဂျိုရူအင်တာနက်သုံးနိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် SpaceX ရဲ့ Cellular Starlink စနစ်ဟာဘူလာက Mobile Phone တွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပေမဲ့အခုအခါမှာတော့ဂျပန်နဲ့ကနေဒါနိုင်ငံတွေမှာ Apple Watch တွေနဲ့ပါချိတ်ဆက်အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်ဒီဝန်ဆောင်မှုဟာဆိုလို့ရှိရင်တော့ဖုန်းလိုင်းမမိတဲ့နေရာတွေမှာတော့ Apple Watch ကနေပြီးတော့ဂျိုရူကတစ်ဆင့်ဓာတ်ရိုက်ဆက်သွယ်မှုတွေပြုလုပ်နိုင်စေမှာလည်းဖြစ်ပါတယ် ဂျပန်နိုင်ငံရဲ့ဆက်သွယ်ရေး operator KDDI ကတော့သူတို့ရဲ့ AU wireless carrier ဟာ Apple Watch ပေါ်တဲ့အသစ်၃မျိုးဖြစ်တဲ့ Ultra 3, CD 11နဲ့ SC 3တို့ကိုအခုလိုမျိုးအထောက်ပံ့ပေးနေပြီဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့လို့ဒီဝန်ဆောင်မှုကိုသုံးဆွဲနိုင်ဖို့အတွက်သုံးဆွဲသူတွေဟာ cellular version Apple Watch ကိုအသုံးပြုရမှာဖြစ်ပြီး AU ရဲ့ Starlink Direct ဝန်ဆောင်မှုလည်းဝယ်ယူထားဖို့လိုအပ်ပါတယ်။လက်ရှိမှာတော့ Apple Watch ကနေပြီးတော့စာတိုပေးပို့ရာနဲ့လက်ခံတာကိုပဲအထောက်ပံ့ပေးထားပါသေးတယ်။ ဂျပန်အပြင်ကနေဒါနိုင်ငံမှာရှိတဲ့ SpaceX ရဲ့မိဖက်ဖြစ်တဲ့ Roger Communication ကလည်းပဲ Apple Watch အတွက်ဒီဝန်ဆောင်မှုတွေကိုထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ကနေဒါမှာကတော့ဒီစနစ်ကိုသုံးစွဲသူတွေအားလုံးအတွက်အခမဲ့စံတက်အဆင့်တွေနဲ့အသုံးပြုခွင့်ပေးထားပါတယ်။ American မှာရှိနေတဲ့ T-Mobile ကလည်းပဲအလားတူဝန်ဆောင်မှုကိုမကြခင်မှာမိတ်ဆက်လာနိုင်တယ်လို့ခံမှန်းမှုတွေလည်းရှိနေပါတယ်။ဒီသတင်းနဲ့တဆက်တည်းမှာပဲ Apple ရဲ့လက်ရှိဂျိုရုဆက်သွယ်ရေးမိဖက်ဖြစ်တဲ့ Global Star ကလည်းပဲသူတို့ရဲ့လုပ်ငန်းကို space ထံရောင်းချဖို့စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒီကိစ္စကအမှန်တကယ်ဖြစ်လာခဲ့ရင်တော့ Starlink စနစ်ဟာအနာဂတ် Apple ထုတ်ကုန်တွေမှာပိုပြီးတော့အဓိကကျတဲ့အခန်းကဏ္ဍကနေပြီးပါဝင်လာနိုင်ပါတယ်။ဒါဟာဆိုရင်တော့ SATO ပေးပို့ရုံတသက်မကဘဲနဲ့ App တွေအတွက် data သုံးစွဲတာနောက်ဆုံးမှာတော့ video call ခေါ်ဆိုတဲ့အထိပါအထောက်ပံ့ပေးနိုင်ပွဲရှိလို့နေတာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာကြည့်ရှုအားပေးကြတယ်ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။